တို့ဒီမှာ attitude change ဖို့အတွက်ဒီလို activity ကိုဒီလိုလူတွေအများကြီးလာပြီးတက်ပြီးတော့ကျွန်တော်တို့ knowledge development တွေလုပ်ပြီးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေဟာတစ်ခါတလေမှပြောင်းရမယ့်ဟာတွေအများရန်ပြောင်း transform လုပ်ရမယ့်ဟာတွေရှိသလိုမပြောင်းရမယ့်ဟာတွေလည်းရှိ။ကောင်းတာတွေကိုတော့မပြောင်းရအောင်ကျွန်တော်တို့ကအကုန်လုံးလိုက်ပြောင်းလို့တော့မရအောင်။ဟိုမှာကျွန်တော်တို့ integrity, honesty, နိုင်ငံတော်ပေါ်သစ္စာရှိမှု, reality အဲ့ဒါတွေကပြောင်းလို့ မရဘူးခုနဆရာကြီးပြောသလိုပေါ့နော်ကျွန်တော်ကြည့်ကြည့်အောင်ဒါဟာဂျပန်နဲ့ဘယ်ဂျီယမ်အားလုံးသိပါတယ်ပြီးခဲ့တဲ့ကမ္ဘာဖလားပွဲမှာ round of 16မှာဂျပန်ကိုအားပေးတယ်မလားအာရှလေနော်ကျွန်တော်တို့ဂျပန်ကိုအားပေးတာလားဂျပန်မလေးတို့အားပေးတာဂျပန်အသင်းကိုအားပေးတယ်ဂျပန်ဘယ်လောက်နဲ့ရှုံးသွားပါလဲ3 2နဲ့ဂျပန်ရှုံးသွားဂျပန်ကျွန်တော်တို့တောင်အားပေးတာအာရှပြိသက်ဂျပန်နေလဲအားပေးတာပေါ့သူ့နိုင်ငံအသင်းကသူကနိုင်မှုအတွက်အရင်မျှော်လင့်ထားတာတကယ်တကယ်နိုင်မှာသလားမနိုင်ဘူးဂျပန်နေ တော်တော်ကိုခံစားရပါတယ်တော်တော်လှရနော်ငိုတာငိုတာသူ့လောက်လှတာကျွန်တော်တယောက်မှမတွေ့ဘူးသေးဘူးကျွန်တော်သဘောကျလို့ save ထားတာဟာမိုက်တယ်ကွာငါလည်းအဲ့လိုငိုကြည့်အောင်ကသိမ့်မရဒါပေမဲ့ဂျပန်နေသူတို့ရှုံးနေနိုင်တာရှုံးတာကျွန်တော်တို့ကျွန်တော်တို့အတင်အားပေးတာမနိုင်ရင်ဂဲနဲ့ပေါက်လို့မဖြစ်ဘူးကျွန်တော်တို့ကရှုံးနေကိုထင်ရတာဖြစ်မလားဂျပန်နေကသူတို့ရဲ့စီကန်ရှိတယ်ဆိုတဲ့ mindset ကိုထိမ့်ပါတယ်ခင်ဗျာဘလုံးမဲ့ပြီးသွားတဲ့အချိန်မှာငုံမဲ့ငုံမဲ့နဲ့အမိုက်တွေလိုက်ောက်ပါတယ် သူ့အသင်းအမိုက်ကိုသူကောက်တယ်။ရှုံးတယ်တခြားအသင်းကိုအပြစ်မတင်ဘူး။ကိုယ့်ရဲ့ဂျပန်ဆိုတဲ့ကမ္ဘာမှာသူ့ရဲ့ brand ကိုသူထိမ့်သိမ်းပါတယ်။ကမ္ဘာမီဒီယာဆရာနော်ကျွန်တော်တို့က fan မှာ award ပေးရတဲ့အထိဂျပန်ပရိသတ်ဟာချီးကျူးရင်ခံရပါတယ်။ဒါကြောင့်နိုင်ငံမှာအစွမ်းအားနဲ့ကြီးပဲမဆိုင်ဘူး။ကျွန်တော်တို့ပြည်သူတွေကလည်းပဲကျွန်တော်တို့က wine လုံနိုင်ရင်နိုင်ငံ image ကတက်လာမှာပေါ့ကမ္ဘာမှာ။ကျွန်တော်တို့အသင်းဆိုဒါတိတ်လုပ်လို့ရတယ်။ဘာလို့လဲဆိုကျွန်တော်တို့အသင်းကနိုင်တာတိတ်မရှိဘူးလေ။ဆိုတော့ကျွန်တော်ရှုံးလာရင်လူကြီးလိုကောင်းဆန်ပေးလိုက် ရှောင်းလိုက်လူကြီးလူကောင်းဆန်းလိုက်ရင်အသင်းသာရှောင်းတာနိုင်ငံနိုင်တယ်တဘောပါလားဂျပန်ကကမ္ဘာဖလားမှာရှောင်းသွားပြီမြေဂျပန်နိုင်တယ်ဒေးဗစ်ဖန်တွေနိုင်တဲ့ဖန်တွေတော့နိုင်ဗျာဒေးဗစ်အသေးသူတွေကရှောင်းရင်လိုက်မဲနေတာလေဂျပန်ကလူကြီးလူကောင်းစိတ်သက်ကိုပြရတယ်အဲ့တော့ကိုအရှောင်းတွေကအမျက်ထွက်အောင်လုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့လည်းဒီလိုပဲဘလုံးမဲ့ကျင်ရင်ကျွန်တော်တို့ကရှောင်းမှုကနည်းနည်း chance များတာကိုနော်ကျွန်တော်တို့ရှောင်းလာတယ်တည်တည်ငြိမ်ငြိမ်ပဲလက်ဆွဲနှုတ်ဆက်ပါနော်ဒေးဗစ်အသေးကလူတွေကိုကလည်း respect လုပ်ပါပြီးရင်ဘာဖြစ်လဲသူတို့ကိုလည်းလက်ခုပ်တီးပေးပါ ပြီးအမိုက်တွေသိမ်းမှာကျွန်တော်တို့စီကန်ရှိရှိနေမယ်ဒါဆိုရင်ကျွန်တော်တို့ခုနပြောတဲ့နိုင်ငံဟာ results ကောင်းတဲ့နိုင်ငံတစ်ခုကျွန်တော်တို့ဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကပြောင်းလဲဖို့ပြောင်းလဲဖို့ transform လုပ်ဖို့အသွင်ပြောင်းဖို့ပြောပေမဲ့ transform မလုပ်ရမယ့်ဟာတွေလည်းရှိပါတယ်ကျွန်တော်တို့ရဲ့38ဖြာမင်္ဂလာမြန်မာတွေရဲ့မြန်မာ values မြန်မာတွေရဲ့ဟိရီဥတ္တပတရားဒါတွေဟာ digital economy တွေကိုကျွန်တော်တို့ရောက်လာတယ်ဆရာကြီးခုနပြောဆိုကျွန်တော်တို့နီးလန်းနေပြောင်းရမယ်ကျွန်တော်တို့ရဲ့ values တွေတော့ transform လုပ်လို့မရပါဘူးဒါတွေကိုကျွန်တော်တို့ဆက်ပြီးတော့ keep ထိမ့်သိမ့်ထားဖို့လိုအပ်မှာဖြစ်ပါတယ် think differently ကြည်ပါဦးမြန်မာပြည်မှာပဲရှိပါတယ်ဒါက TV ရေအိုးစင်လို့ခေါ်ပါတယ်ကျွန်တော်တို့เนาะဒါမြန်မာမြန်မာစမ်းသစ်တီထွင်မှုကိုပြပါတယ်ဟောမှာကျွန်တော်တို့ကဘိုးထိုင်အိမ်သာမရှိတဲ့ယွာတွေမှာအဆင်ပြေအောင်လို့ကျွန်တော်တို့က traditional အိမ်သာကိုဘိုးထိုင်အိမ်သာအဖြစ်အဆင့်မြင့်ထားတာဖြစ်ပါတယ် so think differently မတူတာတွေတွေးပါတူတာတွေခက်မရှိတော့ဘူး lotteria ဒီကနေ့လာပြီ KFC လာပြီကျွန်တော်တို့လက်ပံပြချက်ကြောဘယ်နှသွန်းလေလဲ လုံထလိုက်ပါကျွန်တော်တို့နော်ထီးရီးယားကိုရီးယား KFC အမေရိကမြန်မာလူမျိုးကစက်တောင်ကိုနိုင်ငံနဲ့မကြော်နိုင်ဘူးဆိုတော့မဟုတ်တော့ဘူးကျွန်တော်အခုရတနာဘုံကြက်ကြော်ဆိုပြီးလုပ်ဖို့ရှိတယ်နော်စိတ်ဝင်စားရရှယ်ယာထည့်တာပါနော်ဒါမင်းတို့မင်းညာတိုင်းစားတဲ့ဖင်စီဘူးနှစ်ခုဟာမင်းတို့ကအစ်စ်တွေလာမှာနော်ကျွန်တော်တို့ကဆိုတော့စားလားမစားလားသူလည်းသိတာမဟုတ်ဘူးနော်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အဲ့တော့ story telling မယ်ဒါကကနောင်ကိုတော်ကြီးညာတိုင်းသုံးဆောင်တဲ့နော် အဲကြက်တောင်ပံလေးတွေစတယ်ကျွန်တော်တို့ကပြောလို့ရမေ KFC အမေရိကန်မှာဒီတာတာကမ္ဘာလုံးစားလို့ရတယ်လော်တီရီမေအာရှတခုလုံးစားလို့ရရန္တနာဘုံကြက်ကြော်မြန်မာပြည်မှာပဲစားလို့ရတယ်ရှားပမှုဟာတန်မိုးဖြစ်စေတယ်စကဒါလေးပဲကျွန်တော်တို့ရမာကတ်တင်းစတရက်ဂျီပဲလူချင်းမျိုးစဉ်းစားလို့ရတာလေအများကြီးပဲအဲသိတ်တခုတော့ရှိတယ်မတူတာတော့စဉ်းစားစမူစာရောင်းရင်တော့စရောင်းလိုက်ပါကမ္ဘာပထမအဦးဆုံးစတုကန်စမူစာ ။ဣကြခွေသုံးချောင်းပူပလိုက်နှစ်ချောင်းဝယ်ရင်မြမပြီမသားတစ်ချောင်းအပူရတယ်။ဟာပြည်ကြီးကတရုတ်တွေငိုင်သွား။ငါတို့တော့ဒါမစဉ်းစားမိဘူး။တရုတ်ပြည်ထက်တော့ကျွန်တော်တို့ဣကြခွေရောက်ရလိမ့်မယ်။ So that's why ကျွန်တော်တို့ခုနကပြောတဲ့ဒါတွေကပြောရလို့လေလောက်တာခက်တာကျွန်တော်တို့နားလဲတယ်။ကျွန်တော်တို့ကလည်းပြောတဲ့အလုပ်ပဲလုပ်တာပဲ။စီပွားရေးလုပ်ငန်းချင်းကြီးတွေလောက်တာခက်တာကျွန်တော်နားလဲတယ်။တိုးတော့လေကျွန်တော်တို့ကလည်းကျွန်တော်တို့အလုပ်လုပ်တာပဲကျွန်တော်တို့ကလုပ်တဲ့သူတွေကလည်းဥမာမွေးငါးရောက်နေတဲ့သူကမွေးငါးကိုဘယ်လိုဆန်းတက်ပြီးရောက်မလဲနော်။စဉ်းစားကြည့်လိုက်ပါဟင်းညိုပါဆယ်ထုတ်ပြီးတော့အေးပိုက်ထည့်ပေးလို့ရမလား။ စသဖြင့်မကျွန်တော်တို့မတူတာတွေတော့လုံးဖို့လိုတယ်တေချာတော့နိုင်ငံကအခုလုံနေတဲ့နီလန်းတွေကအလုံးမဖြစ်လို့နိုင်ငံကဒီလိုဖြစ်နေတာလေအခုနီလန်းတွေအလုံးဖြစ်နေကျွန်တော်တို့နိုင်ငံကအောင်မြင်နေတာကြာပြီပေါ့အဲ့တော့အလုံးမဖြစ်တဲ့နီလန်းတွေကိုဘာပြောင်းရမလဲကျွန်တော်တို့ကအလုံးဖြစ်တဲ့နီလန်းတွေဖြစ်အောင်လူချင်းမင်းတို့ကပြောင်းဖို့လိုပါတယ်အဲ့ဒါတွေကိုလူချင်းမင်းတို့ time စဉ်းစားဖို့လိုတယ်အဲ့တော့စဉ်းစားရင် idea အစ်စ်တွေ transform လုပ်ဖို့လိုတယ်ကြော်မဝင်ကကြော်မဝင်ဦးလေကျွန်တော်တို့အောက်ကဝင်ပါပေါ့ကြော်မဝင်နဲ့ရတယ်အောက်ကဝင်မယ်ကျွန်တော်မျိုးစက်ကအစ်စ်တွေနော်နီလန်းအစ်စ်တွေကျွန်တော်စဉ်းစားဖို့လိုပါတယ် idea is a network ပါ idea a network အဲ့တော့ idea အသစ်တွေလိုချင် idea အမြဲတမ်းတစ်ခုတည်းလောကကြီးမှာမရှိ network ဖြစ် idea ရှိရတဲ့သူเนี่ยအခုလူချင်းတို့ဒီလို seminar တွေ workshop တွေလာတက်တာ network လာချိန်တာလေဟုတ်လားမသိဘေးကလူချင်းချင်းတို့သိရလားဟဲမိတ်ဆက်လာကုန်တော့ကျွန်တော်တို့မြန်မာလူမျိုးက social အားနေတယ်တို့လူမျိုးတွေကြည့်ကြည့်လိုက်ဒီ wine တစ်ဝိုင်းမှာမသိတဲ့သူ၁၀ယောက်ထိုင်ရင်ပွဲပြင်းသိသွားတယ်နော်တို့လူမျိုးတွေကက်တွေလာပြီးကျွန်တော်မြန်မာလူမျိုး၁၀ယောက်ထိုင်တယ်တယောက်နဲ့တယောက်မသိဘူး coffee တောက်တယ်ရေပြတယ်ဟဲ့ဟဲ့ it's a network idea is a network เนาะအောင်မြင်တဲ့သူတိုင်း network ကြီးတယ်เนาะဆရာကြီးဦးကျော်ကျော်လိုက်တော့တို့အလုံကအောင်မြင်တယ်ဆရာကြီးဦးကျော်ကျော်လိုက်မျိုးတွေသွားတယ်သူမသိတဲ့သူမရှိကောင်မလေးတွေများတာတော့တပိုင်းကောင်မလေးတွေသိတဲ့သူများတာပြောတာပါကျွန်တော်ကတော့ပြောသလိုကျွန်တော်တို့တွေဟာ network ကျွန်တော်တို့မှာအဲလောက်ထားဖို့လိုပါတယ်အဲ့တော့များများဟောလို့ဟောပြောပွဲတွေတက်မယ်ကျွန်တော်တို့မြန်မာလူမျိုးတွေကတချင်းစုပြိုင်ပွဲတွေနားထောင်သလိုဂီတပြိုင်ပွဲတွေတော့ကျွန်တော်တို့ဒီနေ့အလုံးကုန်ယူတယ်ဒီနေ့ is a full house ပဲအပြည့်ပဲเนาะကျွန်တော်တို့ဒါကျွန်တော်တို့ကိုကိုကိုလည်းဂုံယူနေပြောပြတာပဲလူချင်းမင်းတို့တော့လည်းဂုံယူနေကျွန်တော်တို့ဟောပြောပွဲဆိုကျွန်တော်ချင်းလည်းပြောနေလို့မရဘူးလူချင်းတို့လာတက်မှရကျွန်တော်တို့နိုင်ငံမှာ knowledge ကိုအချိန်ပေးသေးတယ် knowledge တွေအလုပ်လုပ်သေးတယ်เนาะကျွန်တော်တို့ကဟိုတက်ကနဲ့ပွဲလေးလည်းနားထောင်ကြပါဘော ကျွန်တော်ထမရိုက်နေเนาะဆိုတော့ဒါကကျွန်တော်နောက်ပိုင်းမှာကျွန်တော်အဲ့လောက်ထိသွားဖို့ကျွန်တော်အရင်တော့ ticket နဲ့လုတ်ပါတယ်ဒါကတော့ CS အနေနဲ့လုတ်တာပြောချင်တာတော့ဗျာ faction ဘွဲတွေတွေ guitar ဘွဲတွေကို ticket နဲ့နားထောင်တယ်လို့ကျွန်တော်တို့ knowledge ကိုလည်းကျွန်တော်ဒီတိုင်းသွားကျွန်တော်တို့ကပတ်စံကြောင်းပြောတာမဟုတ်ပါဘူးငွေကြောင်းပြောတာဖြစ်ပါမပေါ့ဒါပဲဖြစ်ဖြစ်အခုလို free တောင်မှမလာရဘူးလေကျွန်တော်တို့နိုင်ငံမှာเนาะအခုလို့ကျွန်တော်တို့မျိုးသားဆိုင်ရုံအပြည့်အပေါ်မှာလည်းအပြည့်ပဲကျွန်တော်တို့ဒါကျွန်တော်တို့ဆရာဦးကျော်တော်လိုင်းနဲ့လုတ်တဲ့ဘွဲတွေထဲမှာဒါတော်တော်လူများတယ်ဆရာနဲ့ကျွန်တော်နှစ်တိုင်းလုတ်တယ်အများရန်ပြည့်တယ်ဒီနေ့လည်းကျွန်တော်တို့က အခုလို့လာပြီးအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ကမလုပ်ဘူးတာတွေလုပ်ပါမြင်းမစည်းဘူးရင်စီးကြည့်ပြုတ်ကြရင်တော့ကိုယ်နဲ့မဆိုင်မသွားဘူးတွေလမ်းကသွားကြည့်ပါသိလားမသိ TV channel မကြည့်ဘူးတဲ့ channel တွေပြောင်းကြည့်ကြည့်မဂ္ဂဇင်းလာတိုင်းဒီမဂ္ဂဇင်းပဲဖတ်တယ်ဆိုအသက်တွေပြောင်းอยู่သိလားမသိဂျာနဲ့တမျိုးပဲဖတ်နေ idea မရတော့ဘူးဒါပဲရတခါတလေတော့မလုပ်ဘူးတာလုပ်ကြည့်လိုက်ရောနော်ကျွန်တော်တို့က အဲ့တော့ risk ကိုယူရမယ်เนาะကျွန်တော်တို့က risk taking လုပ်ရမယ်ကျွန်တော်တို့တခုတော့ရှိရမသွားဘူးတဲ့လမ်းအသွားဆိုကိုယုံသွားမယ်အချိန်လဲပုံနေတယ်ပေါ့เนาะဒီလိုမှသွားပေါ့เนาะကျွန်တော်တို့စီမှာကျွန်တော်တို့ဂုံယူလိုက်ပါအခုကဘာပေါ်မှာကျွန်တော်တို့ကထိတ်တန်းမှာရှိတဲ့တနေရာကျွန်တော်တို့ရန်ကုန်သူရန်ကုန်သားတွေကြောင့်ရသွားပြီအဲ့ဒါဆိုတာဘာလဲဆိုတော့ကျွန်တော်တို့အခုကဘာတက်တရမြောက်ကားအပိတ်စုံမြို့တော်ဖြစ်သွားပြီရန်ကုန်မြို့ကဂုံယူလိုက်ပါကျွန်တော်တို့ပထမဦးဆုံးကားပိတ်တာကျွန်တော်တို့ကအီဂျစ်နိုင်ငံခိုင်ရိုတဲ့เนาะကျွန်တော်တို့ဒုတိယမြောက်ကားပိတ်တာထိုင်းနိုင်ငံ sorry indonesia နိုင်ငံ jakarta တတရအခုမြန်မာနိုင်ငံရန်ကုန်ဖြစ်ပြီးတော့ထိုင်းနိုင်ငံဘန်ကောက်ကမြန်မာကဘောလုံးသာမနိုင်တာကားမှနိုင်သွားတယ်နံပါတ်လေးကိုသူဆင်းသွားပြီကျွန်တော်တို့အဲ့တော့လူသမီးတို့ဂုံယူပါတနာယို16မိုင်မရွေးတော့တယ်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကအခု2018လာတဲ့ match လနောက်ပိုင်းမှာတနာယို17မိုင်မရွေးတယ်ကျွန်တော်နည်းနည်းစိုးရိမ်နေ2020မှာရွေးမှရွေးပါတော့မလား အရှိတ်ကိုသွားလို့နောက်ပြန်ရောက်ဆိုကြောင်မကောင်းကြမကောင်းနေဖြစ်မယ်နော်အိမ်ကနေအဲ့တော့ကျွန်တော်ဒီကားပိတ်တဲ့ဟာလည်းပဲကျွန်တော်အဲ့လိုပြောလို့ကားတွေများနေတယ်လို့ပြောအောင်လဲကျွန်တော်တို့ကလူတိုးချင်းကားပိုင်ဆိုင်မှုမှာအနေနဲ့တည်းမှာပါနေတော့မယ်ဆိုတော့ that is an administration problem ကျွန်တော်တို့စဉ်းစားဖို့လိုပါတယ် appearance ပြောင်းပါကျွန်တော်အခုရှမ်းမြင်းနယ်မှာဟောပြောရင်ကျွန်တော်ရှမ်းလိုဝတ်တယ်ရှမ်းလိုဝတ်လိုက်တဲ့အချိန်မှာကျွန်တော်စော်ဘွားစိတ်သက်တွေဝင်သွားတယ်လော်ယာဖြစ်သွား အဲ့အဲ့ဝင်စားရလဲဝင်းနေမကြတာလေဝစ်ကြီးကိုကျွန်တော်တို့ကဒါကြီးပဲအများနဲ့ဝင်နေရတယ်ကွာတားတွေပါလေကျွန်တော်တခါလေးဝစ်ကြီးလူငယ်ဆန်သွားတယ်ပော့ပါဝစ်စားစင်ဘူးကလည်း flow ကိုလိုက်သွားတယ်နော်ကျွန်တော်ဒါကြောင့်မွေးဖူးတာလေဝစ်ကြီးဒေတာအစ်တတွေရောက်တယ်နာကဝစ်စုံဝစ်ပလိုက်ဘောင်းမီတော့ရှေ့ရှေ့ဝစ်နော်နာကဝစ်စုံကေအဗီရာရောကေအဝစ်စုံဝစ်လိုက်ဒါကဘာမှ leadership မှာခေါင်းဆောင်နေရတွေ့လာမယ်ကျွန်တော်တို့ကကေအဗီနေသွားရင်ကေအလိုဝစ်တာလေ it's a marketing ဒေါန်ဆန်းစုကြီးကိုကြည့်ပါ it's a national marketing and ကျွန်တော်တို့ခုနပြောသလို၃မျိုးကျွန်တော်ပြောပါတယ် idea အစ်တလိုချင်ရင် မလုပ်ဖူးတာတွေလုပ်ကြည့်ပါ network ကိုချဲ့ပါမဝင်ဖူးတာတွေဝတ်ကြည့်ပါเนาะကျွန်တော်တို့အဲ့တော့ကျွန်တော်ဒီမှာအချက်၅ချက်ပဲကျွန်တော်လက်ဆောင်ပေးပါမယ်ကျွန်တော်အချိန်အားဖြင့်လည်းသိပ်မရတော့ဘူးအဲ့တော့ကျွန်တော်ဒီမှာဒီကပြန်မသွားမီမှာငါချက်ပဲကျွန်တော်ပြောမယ်ခုနဟာတွေကတော့ transform ဖြစ်ဖို့အတွက်အခြေခံနေပေါ့အခုကျွန်တော် software အခု install လုပ်ခြင်းမျိုးလုပ်လိုက်ပြီလို့ပြောရင်ဒီငါချက်ကိုတော့ကျွန်တော်တို့စဉ်းစားဖို့လိုတယ်လောကကြီးမှာလူတွေဟာခုနှစ်ချက်ထပ်ပို့ပြီးမမှတ်နိုင်ဘူးဒါကြောင့် telephone ကခုနှစ်လုံးပဲရှိတာ marketing လေးကြုံလုံးပြောတာပါကောင်းတာတော့သုံးချက်ကအကောင်းဆုံးပဲဒါကြောင့်ဆရာကြီးလည်းကျွန်တော်သတိထားမိခုနကဆရာကြီးလည်း၅ချက်ပဲပြောသွားတယ်အဲဆို marketing ကိုနားလေတဲ့အတူတူဒီတိုင်းပဲကျွန်တော်လည်း၅ချက်ပဲပြောတယ်၅ချက်ကတော့ကြားထဲမှာရှိတာပေါ့ခုနှစ်ချက်တဲ့ပုံရင်လည်းလူတွေမမှတ်မိတော့ဘူးဥပမာကို product ရဲ့ကောင်းကြောင်းကြောင်းညာမယ်ပေါ့နော်သုံးချက်တော်ပြီသိလားမသိဘူးအဲ့တော့သမီးတို့ product ကောင်းတဲ့အကြောင်း216ချက်ပါရှင်ဘယ်သူမှမဖတ်ဘူးเนาะကျွန်တော်တို့လူတွေအဲ့3နဲ့9နဲ့ဒီကြားထဲမှာပဲအဲ့တော့ကမ္ဘာပေါ်မှာ3ဆိုရင်အရန် influence ဖြစ်တယ်ယရနာဘဏ္ဍပါရှိတယ်3ပါ ကန်တဲ့ကန်ကလည်း၃ပါးပဲရှိတယ်။နိုင်ငံအလံတွေမှာအယောင်ကလည်း၃ယောင်ပဲပါတယ်။တော်တော်များများကျွန်တော်တို့ကဥတီချက်ကလည်း၃ရက်ပဲရှိတယ်။အာစီးပွားရေးဥတီချက်လေးရလူမျိုးရေးဥတီချက်လေးနိုင်အဲ့ဒါ၁၂ချက်ဆိုမှ၃ရက်ပဲ။အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးကြေညာစာတမ်းမှာလည်းအချက်၃ရက်ပဲပါတယ်။အ၃ကိုလူတွေတိတ်တဘောကြတယ်နော်ကျွန်တော်တို့3နော်မင်းမယူရင်တော့ယူရမယ်မပါဘူးနော်အဲ့ဒါထည့်မပြောနဲ့ကျွန်တော်ကျွန်တော်အတန်းတည်းကလူတွေအဲ့ဒါပါထည့်ပြောတယ် 3ကဏန်းဖြစ်တယ်ကျွန်တော်ကတော့ဒီမှာကျွန်တော်တို့ကအချိန်ကြောင့်5ခုကျွန်တော်တို့ပြောမယ်တစ်ကတော့ forgets on growth အဲ့တော့ကျွန်တော်တို့ဒီအခု software ထည့်လိုက်ပြီ goals ဆိုခေါ်တဲ့ဘဝမှာ goals oriented ဖြစ်တယ် goals oriented ဆိုတာဘာပါလဲကျွန်တော်တို့ကရည်မှန်းချက်ကိုကျွန်တော်တို့က oriented ထားတယ်နီလန်အသက်တွေကိုရှာမယ်ဆိုတော့ growth ကို oriented ထားဖို့လိုတယ်နီလန်အသက်တွေကိုရှာမယ်ဆိုတော့ကျွန်တော်တခါတုန်းကရွာဒီမှာလှည့်ပြီးရောင်းနေတဲ့အုတ်ထုပ်တဲကြီးတယောက်ရှိသူကရွာဒီမှာအုတ်ထုပ်လှည့်အောင်တနေ့ကျတော့အဲ့ဒီရွာမှာအဲ့ဒီအပင်ကြီးအောက်မှာ ။ညောင်မင်းကလည်းအရေးကောင်းတဲ့အခါကျတော့အိပ်ပျော်သွားတယ်။ဟော clock clue ဆိုအိပ်ပျော်သွားဘေးနားမှာအုတ်ထုတ်တွေထားပြီးတော့မျိုးလုံးတွေမှာမြင်အောင်ကြည့်လိုက်အုတ်ထုတ်လေးတစ်လုံးကိုကျွန်တော်တို့ကဒီရှေ့မှာပိတ်ပြီးတော့အိပ်ပြောသွားတယ်။နိုင်ဝက်လောက်နေတော့ဝုန်းစိုလန့်တော့လာတယ်။သူ့ဘေးနားကအုတ်ထုတ်တွေတစ်လုံးမှမရှိတော့ဘူး။အဲ့တော့ quick 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 နဲ့အတန်ကြတော့သူအပင်ပေါ်ကြည့်လိုက်တာ။အပင်ပေါ်မှာမြောက်တယ်။တကောင်ကိုအုတ်ထုတ်တစ်လုံးလုံးဆောင်းတာ။ မြောက်ဆိုတော့လူလုတဲ့တိုင်းလဲလို့တာ။ तू ကဒီလိုလေးအိပ်ပြတဲ့ခါကျတော့နီးပေးလမ်းပြလုထားတာ။ဟုတ်။ तू ဘေးနားမှာလဲအုတ်ထုတ်တရားရှိတဲ့ခါကျတော့မြောက်တရားအုတ်ထုတ်တွေလိုက်ဆောင်တာ။ဒါပေမဲ့ तू ကမြောက်တရဲ့ nature ကိုသိ။သဘောတဘာဝကိုသိ။လူငယ်တွေကျွန်တော်စီးပွားရေးလုပ်မယ်လို့ပြောရင်ကိုယ့်အလုပ်ရဲ့သဘောတဘာဝကိုသိဖို့လိုတယ်။သဘောတဘာဝကိုကျွန်တော်တို့ကသိဖို့လို။အဲ့ तू ကမြောက်တရဲ့သဘောတဘာဝကိုပြော။အေးမြောက်ဆိုတော့လူလုတွေလိုက်လုတယ်။အဲ့တော့ဟေးငါ့ကိုကြည့်။မြောက်တရားသူ့ကိုကြည့်။ तू ကအုတ်ထုတ်ကိုချွတ်ပြ။မြောက်တရားလိုက်ချက်။ဟေးမဆူ။အဲ့နဲ့အောက်ပြစ်ချတယ်။ နှစ်ခါပြစ်ချသုံးခါပြစ်ချဘာလို့လဲမြောက်တရားလိုက်ပြီးတော့ပြစ်ချသူ့အုပ်ထုတ်လေပြန်ရအေးစစပဲပြန်သွားနောက်အနည်း90 80ကြာတဲ့အခါမှာအဲ့ဒီညောင်မင်းအောက်ကိုနောက်ထပ်အုပ်ထုတ်တယ်လေးတယောက်ရောက်လာအဲ့ဒီအုပ်ထုတ်တယ်လေးကဂူနာအုပ်ထုတ်တယ်ကြီးရဲ့မြည်လေးသူလည်းပဲကျွန်တော်အမြန်လှည့်ပြီးရစ်ပြီးပြောရရင်ဂူနာလိုပဲသူ့အဖိုးလိုပဲအုပ်ထုတ်တယ်ကိုမြောက်တရားဆောင်းသွားတယ်လန့်လို့လာတယ်ကြည်လိုက်တယ်ဒါသူကတော့တိတ်မတုံတော့ဘူး ။ဘာဖြစ်လို့လဲဆိုတော့သူဖို့ဖို့ပြောတာလေ။အဲ့ဒီအပင်အောက်ကြီးဒီမြောက်တွေနဲ့တွေ့မယ်။ is here ။ဒါဖို့ဖို့ပြောတဲ့မြောက်တွေထဲ။ဟောင်းနေငါ့ကိုကြည့်အာမြောက်တွေကကြည့်။အပေါ်ကလူတွေမြောက်တွေလို့ပြောတာမဟုတ်ဘူးနော်။အဲ့တော့အဲ့ဒီမြောက်တွေကိုကျတော့အုတ်ထုတ်ကိုသူကချွတ်ပြ။အမြောက်တွေကဘာလို့လဲ။လိုက်ချွတ်ပြ။အုတ်ထုတ်ကိုအောက်ပြစ်ချ။အဲ့ဒီမှာစကားဆပြောတယ်မြောက်တွေမပြစ်ချတော့ပြန်ဆောင်။ဟာဘာလို့ပြစ်မချ။ပြစ်ချ။ပြန်ဆောင်။ အသေးပါပြီဖိုးဖိုးပြောတာအဲ့ဒါမပါဘူးခေါင်းကုံတယ်မြောက်တကောင်အစ်ပင်ပေါ်ကဆင်းတာသူနားကပ်ပြီးတွတ်တွတ်လေးပြောတယ်ဟဲ့အောင်နဲ့မင်းမှာပဲအဖိုးရှိတာမဟုတ်ဒုံးမှာလည်းအဖိုးရှိတယ်အဲကျွန်တော်တို့ကျေးဇူးတင်ပါလောကမှာလူချင်းတို့